ကဲမင်္ဂလာပါမျိုးတို့ရေတပတ်ပြီးတော့လည်းเนาะနောက်တစ်ပတ်အတွက်ကျွန်တော်တို့ပြန်စကြတာပေါ့ဗျာเนาะပြီးခဲ့တဲ့အပတ်ကဆိုရင်လည်းကျွန်တော်ထိုက်တင်တဲ့အားလျော်စွာတဲ့အောင်ခွက်ကလေးပြေးနိုင်တယ်เนาะဒါပေမဲ့ဟိုများသောအားဖြင့်တော့မအောင်ပါဘူးเนาะဟိုကိထိတ်တွေပါဒီပရိဟိုကိထိတ်တွေပါဆိုရင်တော့တပတ်လုံးနီးပါအောင်သွားခဲ့ပါတယ်နောက်တစ်ခါမာစတာကီးဆိုလည်းဒီလိုပါပဲတပတ်လုံးနီးနီးအောင်သွားပါတယ်เนาะဒီချိန်လာပြတ်ပါတယ်เนาะအဲ့မှာနောက်ဆုံးနေ့ဆိုရင်ကျွန်တော်တို့ကအောင်ပွဲလေးတောင်ကျွန်တော်ရခဲ့ပါတယ်เนาะ19တောက်ကြ တောက်ကြနေညနေမှာတကိုဆိုပြီးကျွန်တော်တို့အောင်ပွဲဟိုဒဲ့ပဲကျွန်တော်တို့ရခဲ့ပါတယ်ထိတ်ကလည်းတစ်ထိတ်မှန်ခဲ့သလိုကီးကလည်းကိုကီးမှန်ခဲ့တယ်နောက်တစ်ခါကျတော့ဒီမာစတာကီးနကီးကလည်းအပေါ်အောင်ကျွန်တော်တို့ကတ်ပြီးပောက်ခဲ့တယ်เนาะဒီမှာဒီမှာကိုဟောလာเนาะမနေ့ပိုင်းဆိုလဲငါးငါးဆိုမာစတာကီးတကီးကထိခဲ့တယ်ပေါ့เนาะအဲ့မှာကျွန်တော်တို့ဘရိတ်ဘရိတ်လိုင်းမှာတော့9338ဆိုရဲ့ဘရိတ် အဲ့ဒီဘရိတ်ကကိုးထိတ်လိုလာတိုင်းနဲ့ငါညနေပိုင်းကိုးထိတ်လိုလာတဲ့9:30ဆိုတော့ဘရိတ်ကလည်းမနေ့ကောညအောင်ဆင်းသွားခဲ့တယ်ပေါ့နော်။ကြံတာကဒီဘရိတ်နှစ်ခုဒီဘရိတ်နှစ်ခုကတော့ကျွန်တော်တို့တင်းလာမှာထွက်ဖို့များပါတယ်။ကဲအဲ့တော့ကျွန်တော်တို့20လေးတွေစလိုက်ကြအောင်လားအမျိုးတို့ကြီး။အဲ့တော့20လေးတွေစမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကစမလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်3519ကနေစပါမယ်။3519 9863 9863ညာ နေခွန်တုံးခွန်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်တွက်မယ်ဆိုရင်တမဒီ20လီယာလဲကျွန်တော်တို့ပြီးခဲ့တဲ့ပတ်တီပတ်တီမှာမှန်လာခဲ့တဲ့20ပါအဲ့တော့ဒါလေးတွေမပြတ်မချင်းကျွန်တော်တို့ကတွက်မှာဖြစ်တဲ့အတွက်ကဲအဲ့တော့ဒီဘလို့တွက်မယ်ဆိုရင်ဒီခွန်ရဲ့ဒီနှစ်ကဲပေါင်းပါမယ်တဲ့ခွန်ပေါင်းနှစ်ညီမြချင်း6ပါတဲ့6ရဲ့ပါဝါ4ရဲ့နှစ်ကက်ကက်2 6 4 2ဆိုတော့ကြီးသုံးလုံးဒီပြင်မှာထိရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်ခွန်ရလေး ်ညာ၄တဲ့၃ညာ၄မှာ၄တလုံးထိပြီးအောင်ခဲ့ပါတယ်ကို၃ညာတဲ့ကို၃ညာမှာလည်းကိုတလုံးထိပြီးအောင်ခဲ့ပါတယ်ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်အမျိုးလိုကဲနောက်တစ်ပုံတွတ်ပါမင်းလေးကိုကိုခွန်လေးကိုကိုတိချခွန်ရှိတိချခွန်ရှိ၃ညာ၄၆၈၃ညာ၄ 6 8ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျဒီ6ခဲတဲ့ဒီ3ညရဲ့ပေါင်းပါမယ်တဲ့6ပေါင်း3ညဆိုတော့ညီမချင်း6ပါပဲတဲ့6ရဲ့ပါဝါ1တင်းရတဲ့ခက်ခက်8 6 8ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်8 8တဲ့8တဲ့မှာ8ကော8ကောထိပြီးအခွေအနေနဲ့အောင်သွားပါတယ်3 3 3 3နဲ့3 3မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်ဒီဘုံတွေ့ပါမယ်ခွန်တိ96ခွန်တိ96 96 96 96ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါလေးကိုတွေ့ပါမယ်တွေ့မယ်ဆိုရင်ဒီခွန်ရဲတဲ့ဒီခွန်ရဲပေါင်းပါမယ်တဲ့အဲ့တော့ခွန်ပေါင်းခွန်ညီမချင်း၄ပါတဲ့၄ရဲ့ပါဝါ6 6ရဲ့နှက်ခတ်က6 4 6ဆိုတော့ကီ3လုံးဒီပြန်มาထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားလဲဆိုတဲ့အခါကျတော့ ၄ခွန်နဲ့၄ခွန်မှာ၄တလုံးထိပြီးအောင်ခဲ့ပါတယ်။ရှစ်လေးတဲ့ရှစ်လေးမှာလည်း၄တလုံးထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့။အဲတော့ကျွန်တော်တို့မနဲ့ကောညာရောအောင်ခဲ့တယ်။အောင်ခဲ့ပြီးတဲ့အခါတော့နောက်တစ်ပြုံတွက်ပါမယ်။6ခွန်6ခွန်7ခွန်နဲ့နော်7ခွန်2253 2253 နှစ်6 3ညခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲဒီမှာကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီနှစ်ကဲတဲ့ဒီနှစ်ကဲပေါင်းရပါမယ်เนาะအဲ့တော့နှစ်အပေါင်းနှစ်ညီမြချင်း၄၄ရဲ့ပါဝါ၉ကို၉ရဲ့နှက်ခက်က၆၄၉၆ဆိုတဲ့ကီး၃လုံးပဲထက်ရပါတယ်တဲ့အဲ့ဒီ၄၉၆ရတဲ့ဘာကြီးထွက်သွားလဲကြည့်လိုက်ရအောင်၅နှစ်၅နှစ်တဲ့မအောင်ပါဘူး၁၆၁၆တဲ့၁၆မှာတော့ကျွန်တော်၆တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ ကဲနောက်တစ်ပြင်တော့တပမယ်တ684လေး684လေး895 895နှစ်3533 3533ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီခွန်ရဲတဲ့ဒီတစ်ကဲပေါင်းပါမယ်တဲ့ခွန်အပေါင်း1ညီမြချင်း8 8ရဲ့ပါဝါ3 3ရဲ့နှက်ခက်က9 ရှစ်တုံးကဆိုတဲ့ကြီးတုံးလုံးဒီပြန်မထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့သုံးကိုတဲ့သုံးကိုမှာသုံးတလုံးထိပြီးအောင်ခဲ့ပါတယ်နှစ်ချောက်နှစ်ချောက်တဲ့နှစ်ချောက်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျအဲနောက်တစ်ပြန်ကြည့်ပါမယ်သုံးညာနှစ်ရှစ်သုံးညာသုံးညာနှစ်ရှစ်သုံးညာရှင်း၅ကို၅ရှင်း၅ကို၅၆၅ကို၈၆၅ 68ဆိုရဒီလိုမျိုးထွက်တာပါတယ်ထွက်တာအခါကျတော့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ6ရဲ့ပေါင်းရမှာမယ်တဲ့အဲ့တော့9ပေါင်း6မြင်ရချင်း1တရပါဝါ6 6ရဲ့နှစ်ခါက9ကို169ဆိုတဲ့ကီးတုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗားရီထွက်သွားလဲဆိုရခါကျတော့65 65တဲ့65မှာ6တုံးထိပြီးအောင်ခဲ့ပါတယ်19 19ဟော19မှာ19ကိုထိပြီးအခွေအနေနဲ့ထပ်အောင်ပါလေဗျာ ကဲအဲ့တော့ဒီမှာဒီရက်မှာတော့ညောင်းမနဲ့ကောအောင်ခဲ့ပါတယ်နောက်တစ်ပြန်တွေ့ပါမယ်ရှေးရှေးနေတေ9005ခွန်ခွန်45 433ညခွန်43390ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လိုတွေ့မယ်ဆိုရင်ဒီခွန်ရဲတဲ့ဒီ၄ရက်ပေါင်းရမှာမယ်တဲ့ခွန်အပေါင်း၄ ညီမချင်းတည့်တယ်တည့်ရပါပါ6 6ရဲ့နှခါက6ကို169ဆိုတော့ဒီသုံးလုံးပဲထပ်ထွက်ရပါဦးမယ်အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုရဲခါကြတော့25 25ရတယ်မအောင်ပါဘူး13 13နဲ့13မှာတော့တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ gain out ဒီမျိုးတက်ပါမင်း36 38 36 63 45 63 45 လေးလေးခွန်တုံညဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်ထွက်တဲ့အခါကျတော့ဒီတုံညနဲ့ဒီလေးနဲ့ပေါင်းပါမယ်တဲ့တုံညအပေါင်းလေးညီမချင်း၄ပါပဲတဲ့လေးလေးရဲ့ပါဝါ၉ကိုရဲ့နှက်ခက်က၆၄၉၆ဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၈၆၈၆တဲ့၈၆မှာ၆ဒရုံးထိပြီးအောင်ခဲ့ပါတယ်ခွန်၈ခွန်၈တဲ့ခွန်၈မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲအဲ့ဒီလို့ မှန်လာခဲ့တဲ့ကြီးတွက်နီလေးကိုကျွန်တော်တို့တင်းနှင်းလာနေအတွက်ထပ်ထုတ်ပါမယ်ဘုံညာလေး3000 3000 6296 6296ဟာငါ19 59 19ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်နဲ့တဲ့ဒီ9နဲ့ပေါင်းပါမယ်တဲ့နှစ်အပေါင်း9ညီမြချင်းခွန်ပါတဲ့ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့နှစ်ခက်အနှစ်ခက်နှစ်ခက်က၄ ခွန်2 4ဆိုတဲ့ကီတုံလုံးဒီပြင်မှာထွက်ရမယ်တဲ့မပြတ်ဘူးဆိုရင်เนาะဒီနေ့လာနေမှာထွက်ရမယ်ကီရတော့ခွန်2 4ဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကီထိတ်ကလေးတွေနဲ့ညှိနှိုင်းပြီးတော့ကျွန်တော်တို့ကွက်ကလေးတွေစဉ်းစားလဲရအောင်အနောက်ငါအတွက်ကီးထိတ်ဒီကီးထိတ်ကတော့ကျွန်တော်တို့ဒီဘက်လုံးနီးပါမှန်ခဲ့ပါတယ်เนาะကီးထိတ် ဒီတစ်ပတ်အတွက်ဒီတနင်္လာနေ့အတွက်ကြီးထိတ်ကတော့ကျွန်တော်တို့တနင်္လာနေ့အတွက်ကြီးထိတ်ကတော့ကျွန်တော်တို့6 6တစ်ပါတဲ့ခုနကြီးရိုးရိုးကကြီးရိုးရိုးကခွန်နေ့၄ပါတဲ့ကောင်းပြီအဲ့ဒါကျွန်တော်တို့အပေါ်ကြီးအောက်ကြီးကမတူညီတဲ့ကြီးထိတ်နဲ့ကြီးရိုးရိုးနေရာမတူညီရတဲ့အတွက်ကျွန်တော်တို့ကတ်ကစားပါမယ်6ခွန် โอนี่โกเล่ชาวขอนชาวนี่ชาวเล่เตขอนเตนี่เตเล่ဆိုပြီးဒီလိုမျိုးကျွန်တော်ကနန်းနေရပါတယ်တဲ့ရတဲ့အခါမှာကျွန်တော်တို့ဟိုမပြတ်ဖဲနဲ့ကျွန်တော်တို့เนาะပုံမှန်လေးအခုချိန်ထိမှန်နေတဲ့ဟာလေးပေါ့เนาะဒါပေမဲ့ခုနပြောလို့ရာသက်ပိုင်းကြီးတော့မှန်တယ်လို့မဆိုလို့ဘူးတော်လည်းညာလေးစက်ကွေးတကွေးတော့ပြတ်ထတာမျိုးတော့ရှိတယ်เนาะချော့ချော့ဟို ကျွန်းတော့ဟိုပါပေါ့နော်အတင်းဆောင်နည်းနည်းလေးတွေရှိကောင်းရှိတယ်အဲ့ဒီနီးလေးကပါလဲဆိုတဲ့အခါကျတော့တောက်ကြနေမှာအပူထွက်ပြီးတိုင်းနဲ့နော်ကျွန်တော်တင်းင်းလာအင်္ဂါမှာညီကိုနှက်ခတ်လာရမယ်ပေါ့နော်တင်းင်းလာမှာလာရင်လာမလာရင်အင်္ဂါမှာလာရမယ်အဲ့တော့ကျွန်တော်တင်းင်းလာနေကိုပဲအဓိကထားစဉ်းစားမှာဖြစ်တဲ့အတွက်ညီကိုလေးတွေကိုလိုက်ကြည့်လဲအောင်ကြည့်မယ်ဆိုရင်ဒီမှာ69ခွန်းနဲ့ညီကိုပါတဲ့တစ်နှစ်တဲ့ညီကိုပါတဲ့ကျွန်တော်နှက်ခတ်နဲ့ပတ်သက်ထားတော့လုံးဝမရှိပါဘူးနော်ကဲအဲ့တော့ကျွန်တော်တို့မာစတာကီးလေးနဲ့ပြန်ထပ်ပြီးချိန်မယ်ဗျာနော်အဲ့တော့ပထမမာစတာကီး ပထမမာစတာကီးကဘာလဲဆိုရဲခါကြတော့3ည9 3ပါတဲ့ဒုတိယမာစတာကီးက၄ကို2ခွန်နဲ့အဲ့တော့၄ကို2ခွန်နဲ့ဒီမှာပြန်ကြည့်မယ်ဆိုရင်ခုနကကျွန်တော်တို့ရွေးထားတဲ့60ခွန်60ခွန်ကျုံနဲ့ဒီမှာလည်းခွန်ပါတယ်ဒီမှာလည်းခွန်ပါတဲ့အတွက် OK တယ်ဒီကောင်ကစားနိုင်တယ်ပေါ့နော်1 2 1 2ကတော့ဒီမှာ2တော့ပါတယ်ဒီမှာ ဟိုဟာမပါဘူးเนาะဒီအပေါ်မှာမပါဘူးအဲ့တော့ကျွန်တော်တို့ကတင်းမယ်ဆိုရင်6ခွန်နဲ့1နှစ်ကိုကျွန်တော်တို့က6ခွန်တင်းရမယ်လို့ဒီလိုမျိုးတွေးရမှာပဲပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့ပြောကြရလေးပါရှိသလဲဆိုတဲ့အခါကျတော့ကျွန်တော်ပြီးခဲ့တဲ့ဟိုကြာသရေနေရာမပြောလိုက်မိပေါ့เนาะကြာသရေနေရာကျွန်တော်96 96ဆိုပြီးတော့ကျွန်တော်တို့နှက်ခတ်ထွက်တယ်96ဆိုရင်နှက်ခတ်ပေါ့เนาะနှက်ခတ်ထွက်တိုင်းတော့မဟုတ်ဘူးเนาะ96လို့ထွက်မှာ96လို့ထွက်ခဲ့ရင်းနဲ့ကျွန်တော်တို့ဘာရှိသလဲဆိုတဲ့အခါကျတော့၄5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 2000 2001 2002 2003 2004 2005 2006 2007 2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033 2034 2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 2046 2047 2048 2049 2050 2051 2052 2053 2054 2055 2056 2057 2058 2059 2060 ွန်၊သုံညဆိုတဲ့ကဏန်းလေးတွေကအခွေဖြစ်နေလားပါမယ်တဲ့เนาะအခွေဖြစ်နေလားပါမယ်တဲ့အဲ့မှာကျွန်တော်တို့ကြာသေးနေရထွက်ထားတာတောက်ကြနေမှာတော့အခွေဖြစ်နေမထွက်သေးဘူးအဲ့တော့ကျွန်တော်တို့တင်းလာနေမှာများထွက်မလာပါတော့ထွက်မယ်ဆိုရင်ခုနပြောတဲ့69ဒီကျွန်တော်တို့အားကောင်းဆုံးလို့ပြောရမှာဖြစ်တယ်เนาะ69ခုနတင်းနေကတော့ဒုတိယအားကောင်းတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ပြန်ကြည့်မယ်ဆိုတဲ့အခါကျတော့ဘာကိုပြန်ကြည့်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ break line ဘရိတ်လိုင်းဆိုတာကကျွန်တော်တို့ပြီးခဲ့တဲ့နေရာလဲကျွန်တော်တို့ပေးထားတဲ့အဲ့ဘရိတ်ကကျွန်တော်တို့ဘာလဲဆိုတဲ့အခါကျတော့ဆယ်ပြည့်ဆယ်ပြည့်လိုပဲခေါ်ခေါ်ဆယ်ဘရိတ်လိုပဲခေါ်ခေါ်ဘူဘရိတ်လိုပဲခေါ်ခေါ်ဘလိုပဲခေါ်ခေါ်ခြင်းလိုခေါ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကတုံညာဘရိတ်လိုပဲခေါ်ခေါ်ခေါ်လို့ရတယ်နော်ခေါ်ခြင်းလိုခေါ်အဲ့ဒီလိုမျိုးဖြစ်ခဲ့ရင်တဲ့ကျွန်တော်တို့ကနှစ်လေးကိုအာနှစ်လေး6 sorry 6 1เนาะ2 4 6 1ဆိုတော့ break ရရနော်2 4 6တိနော်ဒါ6တိအဲ့တော့2 4 6တိဆိုရယ် break နဲ့ပြန်ပြီးတော့ဒီမှာရှိရမယ်ဆိုရယ်ခါမှာဒီမှာကျွန်တော်တို့ပြန်ကြည့်69ဆိုတာပဲရှိတယ်6 break နဲ့ပတ်သက်လို့နော်နှစ်ပရိတ်နဲ့ပတ်သက်လို့လည်းမရှိဘူးတစ်ပရိတ်နဲ့ပတ်သက်လို့လည်းမရှိတဲ့ခါကျတော့69 69ကိုကျွန်တော်တို့ကစဉ်းစားရမှာဖြစ်တယ်။အဲ့တော့69မှာဒီမှာပြန်ကြည့်ဒီမှာကိုဒီမှာခွန်69ဒီကောင်းနေတဲ့အပေါ်အောက်ကပြီးတဲ့အတွက်ကျွန်တော်တို့69ကိုကျွန်တော်ဒုတိယအနေနဲ့ဟောတင်ကနန်းအနေနဲ့စဉ်းစားပါမယ်။အဲ့တော့6ခွန်ရဲ့6ခွန်ရဲ့ကိုကျွန်တော်တင်ကနန်းဖြစ်နေကစားပါမယ်။ခုန တင့်နှစ်ဆိုတာလေးကိုလည်းကျွန်တော်မပြစ်မနေဒုတိယအနေနဲ့တော့ထည့်ပါမယ်နော်ဘာဖြစ်လို့အပေါ်တစ်ခုပဲတူပေါ်တစ်ချက်ပဲလွတ်ထားဦးနော်အဲ့တော့ကျွန်တော်တို့တင့်နှစ်ဆိုတာလေးကိုကျွန်တော်ဒုတိယအနေနဲ့ထည့်ပါမယ်အဲ့တော့ကဲကောင်းပြီကျွန်တော်တို့ကဒီနေရာမှာထပ်ပြီးပြေးကြရလိမ့်တယ်ဘာရှိသေးတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အပတ်စဉ်ကစားနေကြတန်းလေးပေးပါမယ်တန်းလေးကဘာလဲဆိုတဲ့အခါကျတော့တန်းလေးကပြီးခဲ့တဲ့ဘက်ကလည်းတော်တော်အကျဉ်းများများထွက်သွားတယ်နော်အဲ့တော့တန်းလေးကဘာလဲဆိုတဲ့အခါကျတော့အပေါ်တန်းက2 4 6 အောက်တန်းက6 1 3ခုနပြောတဲ့1နှစ်ကိုကျွန်တော်ဘောင်းထည့်တယ်ဆိုဒီမှာ1နှစ်ဆိုတာရှိတယ်ဟုတ်ပြီ okay အဲ့ဒါတော့ဒီပိုင်းပြီးသွားပြီပေါ့နော်အဲ့ဒီပိုင်းပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကတင်းင်းလာနေမှာခွန်တုံမြဆိုပြီးနှက်ခတ်ထွက်ပါတယ်တောက်ကြစင်းနေမှာ6 6ဆိုပြီးနှက်ခတ်ထွက်ပါတယ်နှက်ခတ်ထွက်ပြီးခဲ့တဲ့ဘက်ကနှက်ခတ်ထွက်လာတယ်မှာဒီအပတ်မှာနှစ်ခွန်ဆိုရပြဋိခါတဲ့မွေးပြဋိပါတဲ့နော်နှစ်ကဲခွန်ရဲအဲ့တော့၃ဟို ခုနပြော9369နှစ်ခုတောင်စင့်ထားတဲ့အတွက်ဒီ9369နှစ်ခွန်ကျော်ရဲ့မွေးပရိတ်ဟာတဲ့မပြတ်နိုင်ကောင်းဘူးလို့တော့ကျွန်တော်အနေနဲ့ယူဆတဲ့အတွက်ဟိုမွေးတဲ့နဲ့ပရိတ်လို့ပဲကျွန်တော်ကတော့ဆိုပါပြောချင်ပါတယ်ဗျာနော်နှစ်ခွန်ပရိတ်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်နှစ်ခွန်ပရိတ်နဲ့ပတ်သက်လို့ဥပမာပေါ့နော်ကျွန်တော်တို့ဒီမှာ6ခွန်ဒီမှာ6ခွန်တော့ပါတယ်ဒီ6ခွန်ကမထွက်သွားခဲ့ဘူးပဲထားပါတော့ဆိုပါတော့အဲ့မှာကျွန်တော်တို့ကနောက်ရက်ဒီမှာ9ခွန်တို့9ညတို့ဆိုတာဒီမွေးပရိတ်နဲ့သွားကိုက်ညီတယ်ဒါမှမဟုတ်ရင်လည်းဒီမှာလည်းကျွန်တော်တို့ဥပမာ 61လိုဟာမျိုးเนาะမွေးပိတ်နဲ့ကြိုက်တယ်68လိုဟာမျိုးမွေးပိတ်နဲ့ကြိုက်တယ်68လိုဟာမျိုးမွေးပိတ်နဲ့ကြိုက်တယ်93လိုဟာမျိုးမွေးပိတ်နဲ့ကြိုက်တယ်လို့66ဆိုတာလည်းမွေးပိတ်နဲ့သွားကြိုက်တယ်เนาะအဲ့တော့ဒီတန်းလေးကလည်းဒီတန်းနဲ့ဒီနှစ်ခုရှင်ပြီးရင်ဒီတန်းလေးကလည်း online ကြရအများကြီးရှိတယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကတော့ဒီကနေ့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးလည်းတဘောကြနှစ်ကြိုက်လိမ့်မယ်ထင်ပါတယ်တကယ်လို့တဘောမကြရလူရှိခဲ့ရင်မနှစ်ကြိုက်တဲ့လူရှိခဲ့ရင်မကြည့်ပါနဲ့ကြော်သွားပါเนาะဟိုနှစ်ကြိုက်လို့ သဘောကျတဲ့လူတွေပဲကြည်ပါเนาะယူပါအဲတော့ကျွန်တော်အနေနဲ့ဒီထုတ်ပေးတဲ့ခဏန်းနေမှာကျွန်တော်ကခဏန်းထုတ်တဲ့နေရာမှာအားနေချက်ကြီးရှိရဆိုတော့အများဆုံးအပြင်တည်တယ်เนาะပြီးခဲ့တဲ့ဘက်ကဆိုကြီးတရားလေးပြောမယ်ဆိုရင်ဆရာဟာလေအဲ့လိုယူလို့လဲဆရာခဏခဏပေါက်ခဏမရှိတာဆိုမပြတ်တာဆိုရောအဲ့လိုမျိုးဝင်မှန်းတာမျိုးတွေရှိပါတယ်ကျွန်တော်တို့ကပြောပြောရှင်းရှင်းရည်မောမောပဲကျွန်တော်ကိုချုံရင်းချက်ကိုထောက်ပြတာလဲဘု து ့ဘုမဲ့ကျွန်တော်အပြစ်မမြင်ဘူးပြောတယ်ကျွန်တော်ကျင်းတတ်တယ်เนาะအဲ့တော့ဒီကနေ့ကျွန်တော်ထုတ်ပေးတာနဲ့ပတ်သက်လို့လည်းအမျိုးတို့အနေနဲ့ကြိုက်ချင်မှလည်းကြိုက်မယ်ကြိုက်ချင်လည်းကြိုက်မယ် ကြိုက်တဲ့လူကယူပါမကြိုက်တဲ့လူကတော့ခုနပြောသလိုပေါ့နော်ကီးထိတ်ကိုပဲယူကစားကစားကီးကိုပဲယူကစားကစားမာစတာကီးကိုပဲယူကစားကစားအခွေတွေကိုပဲယူကစားကစားဘရိတ်တွေကိုပဲယူကစားကစားတမမမွေးဘရိတ်တွေကိုပဲကစားကစားဒီတန်းကိုပဲကစားကစားကြိုက်နှစ်တရာကိုကစားပါအဓိကတော့အောင်မြင်ဖို့ဇာတိအရေးကြီးပါလေကဲအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကဒီခေတ်ဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီလေတင်းနေလာလေးမှာအဖွင့်လာလာရကြအောင်ကြပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ